မေးလာပြီဆိုလို့ရှိရင်တို့အနေနဲ့နာမည်မွေးတဲ့ကလေးဘာအချက်မှပေးစရာမလိုပါဘူးမြတ်စွာဘုရားရဲ့ဟောကြားတဲ့တရားနဲ့ကိုက်ညီတယ်။သိပ္ပံနည်းကြလဲဖြစ်မဲ့အဖြေမျိုးတွေကိုသူတို့သိသိချာချာဟိုသူတို့ဘဝအတွက်ပေါ့နော်အထောက်အကူဖြစ်အောင်ငါဟောပေးမယ်။သူတို့ရဲ့ခံယူချက်တွေသဘောထားတွေအယူအဆတွေဒီဟာတွေကိုမှန်ကန်အောင်လဲတဲ့ပေးမယ်။ ဟုတ်ကဲ့ပါမကုန်တာလီနီမနောစာအားနဲ့ဟောတဲ့အခါမှာတိလို့တဲ့မိကုန်နေရှိတယ်။နောက်ဥပမာပယောကအတိုက်ခိုက်လူကိုတိုက်တာလားခြံလားဂါလားစသဖြင့်ဒါတွေကိုစစ်ဆေးပေးတာမျိုးရှိပါတယ်။ပြီးတော့ကွဲလွန်သူတွေရဲ့လာရာကို ပြောလို့ရပါတယ်။ ုတ်ကဲ့ပါအမနာမည်ကလိုတရနေစီပါညီမလေးအာအမတကယ်လုပ်တဲ့လုပ်ငန်းကကြတော့ကုန်တာလီနီမနောဆွမ်းအားနဲ့စိတ်ညို့အိမ်မွေထားကိုထုံကျွမ်းကျင်ပညာရှင်ပါအစားတော့အမနှင်းစီပန်းအနေကြိုက်လို့နှင်းစီလို့ကောက်တတ်တာဘာရဲလို့မဟုတ်ဘူးနောက်ပိုင်းကျမှအမတကယ်အမလာခဲ့တဲ့ ဟိုရှန်ဂရီလာကိုပြန်သွားတဲ့အခါမှာအမရဲ့ဟိုမှာအမရဲ့စစ်ကနေချာလည်းရွှေရောင်နှင်းစီပွင့်လေးပဲပြီးတော့ရှန်ဂရီလာရဲ့အတိဘယ်ကလူတိုက်ရဆိုတဲ့အတိဘယ်ဖြစ်ပါတယ်တမထနဲ့ပတ်သက်တဲ့အစွမ်းတတ္တိတွေပညာရက်တွေအကုန်လုံးအဲ့ဒီမှာရှိပါတယ်တကယ်ဝိဇ္ဇာကြီးတွေရဲ့နေရာပေါ့နော်ဒါကြောင့်လူတိုက်ရနှင်းစီလို့ပြောင်းပြစ်တယ်အဲကုန်ဒါလီနီဆိုတာဟိန္ဒူတွေနဲ့ပတ်သက်တဲ့တကယ်အမြင့်ဆုံးပေါ့နော်ယောဂ ကျင့်နေဆိုရင်ကုန်တာလီနေပွင့်ကျင်လို့ကျင့်တာဒါကြောင့်လို့အမကဒီဝစ်စုံလေးကိုဝတ်ဖြစ်တယ်နောက်တစ်ခုကအမအတိတ်ဘဝတစ်ခုမှာတကယ်ကိုအိန္ဒိယမှာဖြစ်ခဲ့တဲ့ဘဝတွေရှိတယ်နောက်ဟိန္ဒူဇက်တွေရှိတယ်အမရဲ့နောက်မှာကုညီညီရဲ့အแทမှာဆိုလို့ရှိရင် အရှိဝါနဲ့အတူတူအဲမဲတော့ဒီပေါ့နော်အများကြီးပဲအမစီမှာရှိနေတယ်ဒါကြောင့်မလို့အမအိန္ဒိယဝစ်စုံအရန်နှစ်သက်တယ်ဒီနေ့ဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်လာပြီးတော့တည်တည်ချာချာကြီးစုပြီးတော့မှသူတို့နဲ့ပတ်သက်တဲ့ဆွေမျိုးတွေအကုန်လုံးပေါ့နော်ဒီအမစီကနေသတင်းတွေရသွားပြီးတော့အကျိုးကျေးဇူးတွေဒါတိုင်းရရှိဖို့ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ရည်ရွယ်ထားတာမလို့ဒီဝစ်စုံလေးဝစ်ဖြစ်တာပါဒါအိန္ဒိယနေဒါတိုင်းဝဲလာတာပါဒီမှာ အကြအမြင်နဲ့မနှောစားအားရင်ကွာခြားချက်ကိုပြောမှာပေါ့နော်အအမရဲ့မနှောစားအားကကြတော့ဒီမတိစိတ်ရဲ့ဆွမ်းအားမြင်နေတာတနည်းအားဖြင့်ကုံတာလီနီချိတ်ဆက်ပြီးတော့မတိစိတ်ဆွမ်းအားချိန်နေတဲ့အခါကြတော့လေအဲအဲ့ဒီဆွမ်းအားကတိကျတဲ့အကြောင်းအရာတွေကိုတည်တည်ချာချာထိထိရောက်ရောက်ပို့ပေးတာပေါ့နော်ချက်ချင်းဖြေးပေးတာအဲ့တော့ဒီဟာကဘလို့ချိန်တာလဲဆိုရင်အမတို့ရဲ့စကြဝဠာ universe တဲမှာဆိုလို့ရှိရင်ပညာရက်တွေအကုန်လုံးရှိနေတယ် အဲ့ဒီပညာရက်တွေနဲ့အမရဲ့မနှောစွာနဲ့သွားချိန်တယ်အဲ့ဒီလာပြီးမေးတဲ့မိခွန်းရောက်လာတဲ့အချိန်မှာပညာရက်အားလုံးနဲ့မတိစိတ်ကနေချိန်ဆက်သွားပြီးတော့သူလိုချင်တဲ့အဖြေကိုအရောက်ပုတ်ပြီးတာဖြစ်ပါတယ်ဒါကြောင့်မေးချင်တဲ့မိခွန်းဘယ်မိခွန်းမဆိုလာလို့ရတယ်အဲ့ဒီမိခွန်းနေနဲ့အမရဲ့မတိစိတ်စွာအားနဲ့ချိန်ဆက်ပြီးတော့ဖြေတဲ့အတွက်မနှောစွာအားလို့သုံးတာပါဒီမှာလေးသိချင်လို့မေးလာပြီဆိုလို့ရှိရင်တို့အနေနဲ့နာမည်မွေးတဲ့ကလေး ဘာအချက်မှပေးစရာမလိုပါဘူးအမစီကိုသူတို့အနေနဲ့ချိတ်ဆက်တဲ့အခါသူတို့သိချင်တဲ့မိကုံးကိုဆက်ပြီးတော့မေးရမှာဖြစ်ပါတယ်ဥပမာ overseer ဆိုလို့ရှိရင် audio call နဲ့ video ဥစားပေါ့နော် Viber နေတော့လကောင် CV ရနေတော့လကောင်လမ်းချိတ်ပြီးတော့ပြောလို့ရတယ်မေးလို့ရပါတယ်ဒီလိုပဲပြီးရင်းဆိုရင်လည်းဖုန်းလေးဆက်လိုက်တာနဲ့တင်ရပါပြီအမက အကြအမြင်ကို2006ကနေစပြီးတော့ရခဲ့ပါတယ်ဒီတုန်းကတော့ရိုးရိုးအကြအမြင်ပေါ့လေအဲ့ဒီကြားထဲမှာတင်စင်နေပါတယ်တင်တာတွေရှိတယ်နောက်တရားစခန်းတွေဝင်ပစ်တယ်တမထယာနီကနေနဲ့တရားစခန်းတွေဝင်ပြီးတဲ့နောက်2023ဂျွန်လကိုရောက်တဲ့အချိန်ကြမှာအမစဉ်းစားမိတယ်အမမှာရှိနေတဲ့လက်ရှိလုပ်ငန်းရှိပြီးသားပါအဲ့ဒီလုပ်ငန်းကို ဖြတ်ပြီးတော့မှလုပ်ငန်းနဲ့အတူရှေ့ပိုင်းမှာအစတွဲတယ်ပေါ့နော်တွဲပြီးတော့ငါ့ရဲ့တန်တရာကဆွေမျိုးတွေကိုငါ့မှာပါလာတဲ့မနှောစွမ်းအားကိုတုံးပြီးတော့သူတို့သိကျင်တဲ့အကြောင်းအရာတွေကိုတည်တည်ချာချာဖြေပေးမယ်မြတ်စွာဘုရားရဲ့ဟောကြားတဲ့တရားနဲ့ကိုက်ညီတယ်သိပ္ပံနည်းကြလဲဖြစ်မဲ့အဖြေမျိုးတွေကိုသူတို့တည်တည်ချာချာ ဟိုသူတို့ဘဝအတွက်ပေါ့နော်အထောက်အကူဖြစ်အောင်ငါဟောပေးမယ်သူတို့ရဲ့ခံယူချက်တွေသဘောထားတွေအယူအဆတွေဒီဟာတွေကိုမှန်ကန်အောင်လဲတဲ့ပေးမယ်အဲ့တော့ငါစီကိုရောက်လာတဲ့သူတွေအားလုံးဟာငါနဲ့ပတ်သက်တဲ့မြတ်တန်းတဲ့ရအဆက်ဆက်ကဆွေမျိုးတွေပဲအဲ့ဒီသူတွေဟာငါ့ရှိရောက်လာလိမ့်မယ်သူတို့အတွက်ငါအကောင်းဆုံးဆောင်ရွက်ပေးမယ်ဆိုတဲ့စိတ်နဲ့2023ခုနှစ်ဂျွန်လနောက်ဆုံးပတ်မှာစပြီးတော့ဟောခဲ့တာပါညီမလေး ဟုတ်ကဲ့ပါမကုန်တာလီနီမနောစွာအားနဲ့ဟောတဲ့အခါမှာတိလို့တဲ့မိကုန်နေရှိတယ်။နောက်ဥပမာပယောကအတိုက်ခိုက်လူကိုတိုက်တာလားခြံလားဂါလာစသဖြင့်ဒါတွေကိုစစ်ဆေးပေးတာမျိုးရှိပါတယ်။ပြီးတော့ကွဲလွန်သူတွေရဲ့လာရာကို ြောလို့ရပါတယ်။နောက်တစ်ခုကဒီအိမ်နေဒီအချက်နေမှာမကျွတ်မလွတ်တဲ့သူရှိတယ်ဆိုလို့ရှင်အမညှိနှိုင်းပြီးတော့ဆွေးနွေးပြီးတယ်။သူတို့ရဲ့ဘဝကူးကောင်းမှုအတွက်ဘယ်လိုကုသိုလ်ကောင်းမှုလုပ်ရင်ရမလဲ။ပြီးပြီဆိုလို့ရှင်မကျွတ်လွတ်တဲ့သူတွေအတွက်ရည်စူးကုသိုလ်လုပ်တဲ့အခါမှာထိထိရောက်ရောက်နဲ့အဲ့ဒီပုံကိုယ်တွေကိုယ်တိုင်လာပြီးတော့ဒါတို့နှုမန္တနာခေါ်နိုင်မှုအဲ့လိုအစီအစဉ်မျိုးတွေရှိရဲ။နောက်ထူးခြားတာပါရှိလဲဆိုရင်လူတွေရဲ့ဘဝအဆက်ဆက်မှာပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုအမှပြန်ကြည့်ပေးတာရှိပါတယ်။ ီလူတယောက်ကအမကြီးကိုလာချိတ်ဆက်တယ်အမမျက်လုံးမှိတ်လိုက်တာနဲ့သူ့ရဲ့ဘဝ၃ခုမှာပြုတ်ခဲ့တဲ့ကုသိုလ်တွေကိုအမရဲ့မျက်လုံးထဲမှာ 4D 4 dimension ပေါ့နော်သူ့ရဲ့ရုပ်လုံးရိုးကြတေးချပေါ်လာပြီးတေးတေးချာချာပြန်ပြောပြတာရှိပါတယ် အဲ့တော့အဲနောက်တစ်ခုကတော့ဟိုသူတို့ရဲ့တရားနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဘဝမှာတရားအားထုတ်လို့ရှိရင်တကယ်ကိုတရားဒုတိယမြတ်ရနိုင်တဲ့ပါရမီရှိမရှိစစ်တဲ့အစီအစဉ်ရှိပါတယ်အဲရပြီဆိုလို့ရှိရင်လဲဆိုပါတော့ဒီအတရားအားထုတ်တဲ့လမ်းမှာကြီးစွာသောအနှောင့်အယှက်ဘာတွေရှိတယ်လဲဒါတွေမှာ ပြောပြပေးတယ်အဲ့ဒါကတော့တိတ်ပြီးမထူကြဘူးပေါ့အတိတ်ကိုပြန်ကြည့်တာဆိုတော့အတိတ်ဆိုတာပြီးပြီးသားပေါ့လူတွေထင်မှာပေါ့သို့တော်လည်းပဲအမအဲ့အတွက်ရည်ရွယ်တာမဟုတ်ပါဘူးသူတို့အဲ့ဒါတိပြီးဆိုရင်သူတို့အတွက်အနှောက်အယှက်တွေကိုကြော်လွားနိုင်မှုအတွက်ဘလိုနည်းတွေနဲ့ကြော်လွားမယ်ဆိုရင်သူတို့ကြုံနေရတဲ့အခက်အခဲတွေကိုအောင်မြင်စွာကြော်လွားနိုင်မလဲမဟာကုသို့လုံနည်းတွေအားစာတိချာရှင်းပြတာမျိုးဖြစ်ပါတယ်အဲကြောင့်မလုတ်တဲ့အစီအစဉ်တွေကတော့မနှောစွာအားနဲ့ဟောပြောတဲ့အပိုင်းမှာအဲ့ဒါလေးတွေရှိပါတယ်ဒီမှာလေး အမတို့စိတ်ညိုအိမ်မိတ်ချကူထုံးမှာ level နှစ်ခုရှိပါတယ်ပထမတစ်ခုကသိပ်ပန်နေကြလက်ရှိလက်တွေ့ဘဝကိုဆောင်ရွက်ပေးတဲ့အစီအစဉ်ဖြစ်ပြီးနောက်တစ်ခုကတော့ဒီဘဝမှာဂျုံနေရတဲ့အကြောင်းအရာတွေကအတိတ်ကအကြောင်းအရာတွေနဲ့ဆက်ဆက်နေတာမျိုးပေါ့ဆိုတော့ဒီလူတစ်ယောက်ကငွေတွေပိတ်နေတယ်အဲ့လိုငွေပိတ်နေတဲ့ဟာကငွေကိုပိတ်ဆို့စေသောစိတ်ထားကြောင့်လားဒါမှမဟုတ်ရှင်အတိတ်ကကံတရားကြောင့်လားဒါမှမဟုတ် ပြစ်ဒဏ်ခံနေရတာလားအတိတ်ဝေကြွေလားဒါမျိုးကအမတို့လက်ရှိဘဝတစ်ခုတည်းကိုကြည့်မယ်ဆိုရင်အဲ့ဒါဟာဟို အောင်မြင်သွားအောင်အဆင်ပြေသွားအောင်ဆောင်ရွက်ဖို့ခက်ခဲတယ်။အမရဲ့မနှောစွမ်းအားကြတော့ဒီတယောက်လာပြီဆိုလို့ရှိရင်သူကိုယ်တိုင်မသိနိုင်တဲ့သူ့ရဲ့နောက်က case တွေကိုပါဒါတိုင်းမြင်နေရတယ်၊သိနေရတယ်၊တွေ့နေရတယ်၊ခံစားမိနေတာဖြစ်တဲ့အတွက်သူ့ကိုဖယ်ရှားပေးတဲ့အခါလက်ရှိဘဝကြုံနေရတဲ့ trauma တွေကြောင့်စိတ်ရဲ့ဒဏ်ရာတွေကြောင့် တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့အတိတ်ကအကြောင်းတရားတွေကိုပါမြင်တာဖြစ်တဲ့အတွက်အတိတ်အကြောင်းတွေအထိသူ့ကိုပြနိုင်တယ်။သူ့ကိုယ်တိုင်မြင်တယ်။အဲ့တော့အတိတ်ကဥပဒံအစွဲကြောင့်ဒီဘက်ဘဝတွေမှာနောက်ဆက်တွဲအကျိုးကျေးဇူးတွေရတာကိုပါအမဖြတ်တောက်ပေးနိုင်ပါတယ်။ဒါကြောင့်မနောစွမ်းအားဟာအမရဲ့စိတ်ညှို့အိမ်မွေချာကုထုံးနဲ့တွဲတဲ့အခါမှာလောကလူသားတွေအတွက်အရန်ကိုထူကြားတဲ့ပြောင်းလဲမှုတွေဖြစ်အောင်ကုညီနိုင်စွမ်းရှိပါတယ်ညီမလေး။မရဲ့ကုန်တာလေးနီးချိတ်ဆက်တဲ့နီးကရည်ဝဲချက် ၃ခုရှိပါတယ်နံပါတ်၁ကကုန်တာလီနေရာသက်ပံချိတ်ပေးဖို့တက်တောင်တက်တာနဲ့အနေရကင်းကင်းစွာနဲ့နောက်တစ်ခုကနံပါတ်၂ကအဲ့ဒီသူဟာဒီဘဝမှာဝိပဿနာတရားကိုအခက်အခဲအနှောက်အယှက်မရှိဘဲနဲ့ချောချောမွေ့မွေ့အားထုတ်ခွင့်ရဖို့နဲ့တတိယတစ်ချက်ကတော့သူ့ရဲ့ပါရမီရှိသလားဝိပဿနာတရားအားထုတ်တယ်ဆိုရင်မဉဏ်ဖူဉဏ်ကိုခိုင်ခိုင်မာမာရရှိနိုင်ဖို့ဆိုရဲရည်ရွယ်ချက်တွေသွားတာဖြစ်ပါတယ်ဒါကြောင့်အမစီလာတဲ့သူတွေဟာတကယ်ပါရမီရှင်တွေလည်းချိတ်ဆက်ဖြစ်ပါတယ်ပါရမီရှင်တွေဒါလျင်ရောက် တယ်ခုနပြောသူတို့ရဲ့စိတ်နဲ့ရောက်တာရှားပြီးတော့သူတို့ရဲ့နောက်မှာရှိနေတော့အဆောက်အအုံပုံကိုတဲ့အထက်ပုံကိုရဲ့အစီအစဉ်ကြောင့်အမစီကိုအလိုလိုရောက်လာတာဖြစ်တယ်အဲ့လိုရောက်လာပြီးတော့မှသူတို့ရဲ့ယူရချက်ကတော့ဒီဘဝဒီခန္ဓာကိုနဲ့အနေဆုံးဖြစ်တဲ့အပယ်လွတ်ဖို့ဆိုတဲ့အနေဆုံးပထမအဆင့်မက်ဖို့အဲ့ဒီတရားကိုရဖို့အတွက်လာတဲ့သူပဲများပါတယ်ဒီမှာလေး အမစီကိုစိတ်ဝင်စားလို့ဆက်မယ်ဆိုလို့ရှင်ပေါ့เนาะအမရဲ့ page ကကြတော့ Amber နဲ့ဆုံးလိုတရနှင်းစီဆိုတဲ့နာမည်လည်းရှိတယ်ဒီနာမည်လေးမြန်မာလိုပဲရိုက်ချလိုက်တယ်ဆိုလို့ရှင်အမရဲ့ပုံလေးနဲ့ပေါ့เนาะထွက်လာလိမ့်မယ်ဒီနီးနဲ့ချိန်ချင်းလည်းရပါတယ်နောက်လွယ်လွယ်ကူကူနီးကတော့အမစီကိုဆက်နိုင်တာကဖုန်းနံပါတ်တခုရှိပါတယ် Viber ကနေချိန်ဆက်ချင်တော့ပို့ပြီးကောင်းပါတယ်ဖုန်းနံပါတ်က096 95 545 624ပါနောက်တစ်ချိန်ပြန်ပြောပေးပါမယ်396 6နဲ့လေအဲ့ဒါကို Viber အနေပြီးတော့လှမ်းပြီးချိတ်ဆက်မယ်ဆိုရင်တော့အဆင်ပြေတယ်ဖုန်းဆက်ရင်တော့မအိမ်မွေးချနေတဲ့အချိန်ဖြစ်တယ်ဆိုလို့ရှိရင်ကိုင်းလေးကိုင်းတာမရှိတာမလို့ပါဟုတ်ကဲ့